အရွယ်ကောင်းနေတဲ့အချိန်ပါကုသတရားတွေကုချင်းတရားကောင်းမွန်မှုတွေမလုတ်ခဲ့ခြင်းကြောင့်ကုချင်းတရားကောင်းအောင်လည်းမလုတ်ခဲ့လုံးတဲ့လုံးထိုက်တဲ့ကုချင်းတရားတွေမလုတ်ခဲ့စီးပွားဥစ္စာလည်းမဆူဆောင်ခဲ့ဘူးနှစ်ဖက်စလုံးဆုံးနေတယ်သူ စီးပွားဥစ္စာရှိရင်တစ်ဖက်ကတော်သေးတယ်လို့ပြောမှာကိုကစီးပွားဥစ္စာလည်းမရှိဘူးကိုကျင်တရားဘက်ကလည်းအကူစရာမရှိဘူးဘယ်ဘက်ကလိလက်ချီချီဘာမှမရှိတော့သူ့မှာနှစ်ဖက်စလုံးဆုံးရှုံးနေတယ်အဲ့ဒီလိုအရွယ်ရှိတော့ကလုံးတဲ့လုံးထိုက်တာတွေမလုံးလို့နှစ်ဖက်လုံးဆုံးရှုံးနေတဲ့ပုံကိုရဲ့အခြေအနေဟာဘယ်လိုရှိတော့ဆိုတော့ဥပမာနဲ့ပြောတာ စေနာကွန်ဆာဝါစာယန္တိခိနမစ္စည်းဝပန်လေပြီချိုးချာငှက်ကြီးတွေဆိုတာမြင်မှုကောင်းမြင်မှုပါလိမ့်မယ်เนาะချိုးချာဆိုငှက်တယ်ခြေရန်ရှိရှိနှုတ်သီးရှိရှိငားရှာပြီးတော့စားကြတယ်ဖြိုင်းနေလို့ကောင်းအဲ့ဒီမှာအိုင်တအိုင်ကိုအမိပြုတ်ပြီးတော့ချိုးချာတွေဟာတက်ရှင်ရတယ် အဲ့ဒီအိုင်ထဲကငားရှာပြီးတော့စားကြတယ်အေးပြန်နိုင်တန်းနိုင်တော့ကဒီအိုင်မှာရေခမ်းရင်နောက်တိုင်အိုင်သွားလို့ရဒီအိုင်မှာငားကုန်ရင်နောက်တိုင်အိုင်ရွှေ့လို့ရအဲ့တော့ဒီကြိုးချံငကြီးတွေကအိုမင်းလာပြီးတော့အတောင်တွေပဲကျွတ်လာတဲ့အခါကျတော့ဟိုအိုင်ကနေဒီအိုင်ကိုပြန်သွားနိုင်ခြင်းမရှိကြတော့အတောင်တွေကျွတ်ပြီးတော့ အသက်အရွယ်ကြီးလို့အိုမင်းလာတဲ့အခါလူကလည်းအကောင်ကလည်းအိုမင်းလာတယ်သူကျက်စားနေတဲ့အိုင်ထဲကလည်းငါးတွေကုန်လာတယ်မုခောင်ရေရှားလို့ရေတွေခမ်းသွားပြီးတော့ငါလည်းမရှိတော့ဘူးနော်ငါလည်းမရှိတော့ဘူးကိုကလည်းတခြားအိုင်ကိုပြန်နိုင်ခြင်းမရှိတော့ဘူးဆိုတဲ့ဂျိုးချန်ငှက်တကောင်ရဲ့အခြေအနေလို့ဖြစ်နေပြီတဲ့အိုင်မင်းနှခမ်းမှာပဲ ငါပြရမလားလို့မျောလင်းချက်နဲ့အဲ့ဒီနားမှာပဲသိဆုံးအောင်မှာပဲဖြစ်တယ်တခြားလည်းမတော်နိုင်တော့အဲ့ဒါချိုးချံငှက်လို့ပြောတာတော့ဒေသနာတော်အရာမြတ်စွာဘုရားထင်ရှားအောင်ပြောလိုက်တဲ့စကားပါနော်ဘယ်လိုဖြစ်ဖြစ်အခုလို့လုံနိုင်ကြိုင်နိုင်ဆိုလိုတဲ့အတိတ်ပဲကတော့အေး ငယ်ငယ်တုန်းကလည်းပစ္စည်းဥစ္စာတွေရှာမထားဘူးကိုချင်းတရားနဲ့ပတ်သက်ပြီးကုသကောင်မှုကလည်းဘာမှမရှိဘူးလှုပ်ထတာဘာတစ်ခုမှမရှိဘူးအသက်ရွယ်ကြီးလာတဲ့အခါကျတော့မလုံနိုင်တော့ဘူးစားစရာပတ်စံလည်းမရှိဘူးလုံလည်းမလုံနိုင်တော့ဘူးဆိုတဲ့အခါကျတော့သူများပေးသည်မြကျွေးသည်မြလေးနဲ့စားပြီးတော့ဒါကတော့ကမစုခဲ့မိတာမှားလိချင်းဆိုပြီးတော့ မိုင်းတွေးချပြီးတော့နေကြရတဲ့ဘဝမျိုးရောက်သွားတယ်။အဲ့ဒါတတိပေးထားတာမြတ်စွာဘုရား။ဒီဘဝမျိုးရောက်သွားနိုင်တယ်တဲ့။ဒါကြောင့်မို့ဘုရားရဲ့တိုက်တွန်းလို့ရရပါတော့။မင်းတို့အရွယ်ရှိတုံးပစ္စည်းဥစ္စာရှာကြ။အရွယ်ရှိတုံးကိုချင်းတရားကောင်းအောင်ကြိုးစားထားကြ။အဲ့ဒါဆိုလို့ရှိရင်အသက်အရွယ်ကြီးလာတဲ့အခါမှာမျောလင်းချက်ကုံဆုံးသွားတဲ့ပုဂ္ဂိုလ်မဖြစ်ဘူးတဲ့။ ျော်လင့်ချက်ကုံဆုံးသွားမှာဖြစ်တယ်။အဲ့တော့မြန်မာလူမျိုးတွေလည်းဒီစီးပွားကြိုးစားလုပ်ပြီးတော့အတုံးနဲ့အဖြုံဒီနှစ်ခုတည်တည်ချာချာစစ်စစ်ပြီးတော့ရတဲ့အချိန်လေးမှာစီးပွားဥစ္စာဆူဆောင်းဆောင်းတို့တို့တီးတီးမြတ်စွာဘုရားဟောတယ်လို့ပဲ ချင်းချင်းတို့တရားရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာမိသားစုဘဝမှာနေမဲ့ဆိုရင်တဲ့ကိုပိုင်ဆိုင်တာတွေကိုဗတ်ချက်မိသားစုဗတ်ချက်လေးပုံပုံထားလိုက်လေးပုံပုံထားပြီးတော့တပုံးကိုနေ့စဉ်စားတဲ့အထွက်မှာသုံးပါလေးပုံနဲ့ကတပုံးကိုနေ့စဉ်အသုံးပြုတဲ့အထက်မှာသုံးပါ ကြံတဲ့တပုံကို emergency အတွက်သိမ်းထားပါခုခေတ်ဆိုဗန်အပ်ထားပါနော်ကြံတဲ့နှစ်ပုံကတော့လုပ်ငန်းကင်တာအတွက်တိုးပွားရအောင်ကြိုးစားပါဒါမြတ်စွာဘုရားဟောတဲ့ပိသာစုဗချက်လို့ခေါ်တယ်ဖះအဲ့လောက်ထီအောင်ဟောတာနော်ဆုံးမလားအဲ့လောက်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒါလို့ထားမဲ့ဆိုပုဂ္ဂိုလ်ကနောင်ရေးအတွက်စိတ်အေးရတဲ့ပုဂ္ဂိုလ်ဖြစ် အဲ့ဒါမလုပ်ဘူးဆိုရင်နောက်ရေးအတွက်စိတ်မရလုံးရှိတော့ငွေလေးပေါ်ပေါ်ရတဲ့အခါတုံးညနဲ့ဖြုံးရတယ်နောက်ရေးအတွက်ဘာမှမစင်စားဘူးနောက်လှည့်ကြည့်နောက်စီပဲဆိုတော့နောက်လှည့်ကြည့်နောက်စီဘာမှရှိဘူးမြောင်းနေချက်ကုံဆုံးတဲ့ဘဝမျိုးကိုမြောက်เสียရဘူးကိုယ့်ကိုစွတ်စွတ်ဆောင်ဆောင်နေထိုင်ရမယ်ထားရမယ်လို့ဆိုလိုတာက နောက်အနာခတ်အတွက်ချုပ်တင်စီမံမှုဆိုပလန်ချရမယ်လို့ပြောတာဒါဖရာကိုယ်တိုင်ဟောထားတဲ့စကားပဲနော်စတုဒဝိပဇိဘောခိပဏိတောခရမဝတ္တမဆပ်ပြဟောတဲ့ပါဠိနဲ့အဲ့လိုနေသွားမယ်ဆိုရင်နောက်တပ်ပူပါမှုတွေမရှိတော့အေးစည်းပဲဘဝတစ်ခုမှာလုတ်တဲ့နေရာတွေလုတ်ပြီးတော့ ဘဝတစ်ခုမှာလှုပ်တဲ့နာလှုပ်ပြီးတော့ဖြတ်တန်းသွားလာနိုင်တယ်ဘဝတစ်ခုဖြတ်တန်းနိုင်တယ်အဲ့တော့ဒီဆုံးမစကားဟာလူသားတွေအတွက်လည်းဗုဒ္ဓမတ္တမိုးချီအလုံးအတွက်ဗုဒ္ဓမတ္တမိုးချီကိုလို့တင်တဲ့အချိန်မှာလှုပ်ထားပါလို့ပြောနော်တရားကျင့်နိုင်တဲ့အချိန်မှာကျင့်ထားပါကုသကောင်းမှုတွေရအောင်လှုပ်ထားပါစီးပွားရေးဘက်ကလည်းပဲလှုပ်ထားပါလို့ ိုယ့်ရဲ့နောင်ရည်အတွက်မျော့မျော့တွေးပြီးတော့ချွတ်တင်ပြင်ဆင်မှုတွေလုပ်တာပါဒီအထိပ်ပဲ